ေးဇူးပါကျွန်တော်ခုနကပြောတဲ့အထက်မှာတော့ပါပါခဲ့တာကတော့ကျွန်တော်တို့ထိုးစစ်ပေါ့နော်ထိုးစစ်ကိုကျွန်တော်တို့နှစ်ပတ်ကျွန်တော်တို့ရန်နာတာဖြစ်ပါတယ်အဲ့နှစ်ပတ်ရန်နာတာတော့ဒီ30ရက်နေ့အဲဒီကကနေစတယ်ပေါ့နော်စပြီးတော့ကျွန်တော်ဒီတနေ့ရနေဆိုရင်ကျွန်တော်တို့ဒါပြည့်ပြီပေါ့ပြည့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ73ရက်နေလာမဲ့မနက်ဖြန်ကနေပြီးတော့နောက်ထပ်အာ9ရက်ပေါ့နော်9ရက်တာကာလကိုလည်းပဲကျွန်တော်တို့ဒီနိုင်ငံနိုင်ငံလုံးဆိုင်ရာပြည်သူလူထုဘာနဲ့ခြေကွက်မှုနဲ့ကျွန်တော်တို့ နှစ်သိမ့်အပြင်မူရတဲ့တစ်ပတ်ဆိုပြီးတော့လဲဒါအန်ယူဂျီကကြေညာထားတာရှိပါတယ်အဲ့တော့ကြမလို့ဒီဒီနောက်ထပ်တစ်ဖက်ပေါ့နော်73ရက်နေရနေပြီးတော့ဒီနောက်ထပ်တစ်ဖက်ကိုဒီထိုးစစ်ရစဲရေးအတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီတိုးကာလတိုးချဲ့သွားဖို့ကိုတော့ကျွန်တော်ဒီညမှာပဲထုတ်ပြန်ရတကူထုတ်ပြန်သွားဖို့အစီအစဉ်ရှိပါတယ်ဗျဟုတ်ကဲ့ NUG ကငလင်ပေးတဲ့ဒေတာများတွင်ထိုးစစ်ရနာမှုတပတ်ထက်တိုးငလင်ကြောင့်လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်ငလင်တန်တဲ့ဒေတာနှင့်ဆက်ဆက်သောခရိုင်များတွင်ထိုးစစ်ရနာထားမှုကို AP 73ရက်နေ့မှ AP 20ရက်နေ့ထိတပတ်တိုးမြင့်လိုက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဘုံလက်ကပြောသည့်ယနေ့ AP 72ရက်တွင်ပြုလုပ်သည့် စကိုင်းငလင်ကြီးတုတ်ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခြင်းဖြစ်သည့်ကျွန်တော်တို့ထိုးစစ်တပတ်ထပ်မံရန်နာမဲ့ကိစ္စကလည်းငလင်ဘေးတင်ဒေတာတွေနဲ့ဆက်ဆက်ခရိုင်များဆိုပြီးဖြစ်မှာပါဟုဦးမေဖုံးလက်ကပြောသည်မတ်လ28ရက်နေ့ငလင်လုတ်ခတ်မှုအပြီးတွင် NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကမတ်လ30ရက်နေ့မှ ဧပြီ12ရက်နေ့ထိငလင်တန်တစ်ဒေတာဆက်ဆက်ခရိုင်များတွင် ခုခံကာကွယ်စစ်မှလွဲ၍ထိုးစစ်များကိုနှစ်ပတ်ကြာရပ်နားမည်ဖြစ်ကြောင်းမလ26ရက်နေ့တွင်ကြေညာခဲ့သည်ထို့နောက်ထိုးစစ်ရပ်နားမှုကိုတပတ်ထပ်မံတိုးမြင့်လိုက်ခြင်းဖြစ်သည့်ယင်းအပြင်ထိုးစစ်ရပ်နားထားမည်တကြံကာလဧပြီ13ခုနှစ်ရက်နေ့မှ20ရက်နေ့ထိကိုငလင်ပေးကြောင်းပူဆွေးမှုများအတွက်ပြည်သူမှပြည်သူတို့အချင်းချင်းအားပေးနှစ်သိမ့်နိုင်ရန်နှစ်သိမ့်အားပေးမှုရက်တရက်ပတ်အဖြစ် ် NUG ကဧပြီလရက်နေ့တွင်သတ်မှတ်ထားသည့်အလားတူတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့်ညီနောင်သုံးဖွဲ့နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်းငလင်ပေးတင်ပြည်သူများကိုထောက်ထားသောအဖြစ်မိမိကိုယ်ကိုခုခံခွင့်မှလွဲ၍အပြစ်ရဲကြောင်းကြေညာထားကြသည်စစ်ကောင်စီဘက်ကလည်းဧပြီလ22ရက်နေ့ထိအပြစ်ရဲကြောင်းကြေညာထားသည့်သို့သောလေကြောင်းပုံကျဲတိုက်ခိုက်မှုများကိုစက်တိုက်ပြုလုပ်နေစေဖြစ်သည့် ် NUG မှကောက်ယူရရှိထားသည့်အချက်လက်အရငလင်းလုတ်ခတ်မှုအပြီးမလ28ရက်နေ့မှ AP 7ရက်နေ့ထိတိုင်းနယ်ပြည်နယ်12ခုတွင်လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတရား2ကြိမ်ပြုလုပ်ခဲ့ပြီးအရက်သား111ဦးသေဆုံးခဲ့ကြောင်းသိရသည်ကျွန်တော်ဒီ2025ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ဒီ AR Richard Station 7.7ပြင်အားရှိတဲ့စကိုင်းငယ်လင်းကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တုံ့ပြန်ဆောင်ရွက်ထားမှုတွေကိုကျွန်တော်တို့ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ် ါကတော့ကျွန်တော်တို့အပြည်တော်စုဝင်ကြီးရှေ့မှာဆွေးနွေးတင်ပြသွားသလိုပါပဲကျွန်တော်တို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်းကျွန်တော်တို့ဒီမှာပြောရတာရှိပါတယ်ဘေးအနေနဲ့ဆိုင်ရာတုံ့ပြန်နိုင်နိုင်စွမ်းကိုတိစောက်တယ်ဆိုတာဟာဝိချက်တရားတစ်ခုအနေနဲ့လှုပ်ဆောင်ရမယ့်ကိစ္စမဟုတ်ပဲနဲ့မဖြစ်မနေဆောင်ရမယ့်လုပ်ငန်းတစ်ခုဖြစ်တယ်အဲဒါတွေကိုကျွန်တော်တို့ပြည်သူနဲ့အတူပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတော့အာဆွေးနွေးပြောဆိုချက်လည်းရှိပါတယ်ဒီလိုပဲပြည်သူ့အစိုးရလက်ထက်မှာဒီဘေးအနေနဲ့ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ချေလျှော့ချရေးလုပ်ငန်းစီမံချက်တွေပြုလုပ်ခဲ့တာရှိသလို ီငလင်နဲ့ပတ်သက်ပြီးတော့လေဒီအမျိုးသားအဆင့်ပေါ့နော်ငလင်ဘေးအန္တရာယ်အကျိုးတင်ပင်ဆိုင်နဲ့တုံ့ပြန်ရေးစီမံချက်အဲ့လိုပဲဒီရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်လေငလင်အန္တရာယ်အကျိုးတင်ပင်ဆိုင်နဲ့တုံ့ပြန်ရေးစီမံချက်ဆိုတာမျိုးတွေကိုစနစ်တကျရေးဆွဲပြီးတော့ကျွန်တော်တို့ဒေသလုပ်ငန်းတွေအတွက်ကိုစတိုတင်ပြင်ဆင်မှုတွေလည်းအများကြီးဒါလုပ်ဆောင်ခဲ့တဲ့အခြေအနေမျိုးရှိပါတယ်။ဟိုလက်ရှိဖြစ်ပွားခဲ့တဲ့ဒီသတိုင်းကလေးကြီးကြောင့်ပြည်သူလူထုအများများစွာပေါ့နော်ကျွန်တော်၄000ကျော်ကျွန်တော်တို့အသက်မဆုံးရှုံးသင့်ပဲနဲ့ပုံမှုပြီးတော့ကြီးမားတဲ့ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေကြုံကြုံရကြုံကြရတာဟာဒီအကြမ်းဖက်စစ်အုပ်စုကကျွန်တော်တို့မတရားအာဏာကိုလူယူကိုကြိုးစားနေတဲ့အခြေအနေဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆက်ကျွန်တော်တို့ဆုံးရှုံးမှုတွေပို့ပြီးတော့များခဲ့ရတယ်ဆိုတဲ့အချက်ကိုလည်းဒီနေရာမှာအတိအလင်းကျွန်တော်တို့ပြောကြလို့ပါတယ်။ဟောဒီကျွန်တော်အခုပြတဲ့အဲ slide တွေနဲ့ပတ်သက်တဲ့ဒီ PDF file တွေကိုလည်းပဲကျွန်တော်တို့ပေးပို့သွားမှာဖြစ်ပါတယ်။ဟောဒီစကိုင်းငလင်ကြီးကြောင့်ပေါ့နော်ကျွန်တော်တို့ဒီနယ်နဲ့တိုင်းအလုံးပေါင်း၅ခုပေါ့မန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့ပဲခူးနော်ဘီရှမ်းပြည်နယ်တောင်ပိုင်းထိကိုက်မှုတွေရှိခဲ့ပါတယ်။ ဲ့မှာဆိုရင်တေဆုံးသူကတော့ကျွန်တော်တို့17ရက်နေ့အထိပေါ့နော်ကျွန်တော်တို့တောက်ယူရရှိတဲ့ဆင်းနေရတော့၄၁၁၈ရောက်တေဆုံးသူရှိတယ်ထိခိုက်ဒဏ်ရာရသူ3910ရှိတယ်ကျွန်တော်တို့ပျောက်ဆုံးတဲ့သူကတော့352ဦးရှိနေတဲ့အခြေအနေဖြစ်ပါတယ်နော်ကျောင်းတွေကျွန်တော်တို့428ကျောင်းပျက်စီးတယ်အိမ်တွေဆိုရင်လည်း3200ပျက်စီးတယ်ဒီဘာသာရေးဆောင်ပေါ့နော်ဒါဖျားကျောင်းကန်တွေပါဝင်ပလီတွေပါဝင်ဘာသာရေးဆောင်တွေ4025ခုကျွန်တော်ပျက်စီးတာရှိတယ်လို့ဒီလမ်းတွေ18ခုပျက်စီးတာရှိတယ် ပထားတွေလည်း53ခုပျက်စီးတယ်เนาะခြားသောစောင့်ခြားသောပျက်စီးမှုတွေလည်း1900ကျော်ရှိခဲ့ပါတယ်ဒီထဲမှာဆုံးရှုံးမှုအများဆုံးအနေနဲ့ဆိုရင်တော့ဒါမန္တလေးတိုင်းဒေသကြီးကတော့ဒါဆုံးရှုံးမှုအများဆုံးဖြစ်တယ်ဆိုတော့ဒီအချက်လက်တွေကကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။အဲဒါဆိုရင်လည်းကျွန်တော်ဆုံးရှုံးမှုအမှတ်တပ်ပုံလည်းဖြစ်ပါတယ်။ဒါဆိုရင်လည်းပဲဒီငလင်တန်းကြောင့်ဒီမန္တလေးမှာစိမ့်ပတ်အရက်ကွက်ပေါ့နော်ကျွန်တော်တို့ဒီမိလောင်သွားတဲ့ပုံဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ NUG အမျိုးသားညီညွတ်ရေးဆိုအနေနဲ့ဒီအရေးပေါ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းတွေကိုဒီငလင်ကြီးဖြစ်တဲ့နေ့မှာနေပဲတောက်လျှောက်ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာရှိပါတယ်ကျွန်တော်တို့မှာ emergency operation coordination committee EOCC လို့ခေါ်တဲ့ရေးပေါ်ခြေနေစီမံကောင်မှုဆိုင်ရာပေါင်းစပ်ညီနာရေး committee ရှိပြီးတော့အဲ့ committee အစည်းအဝေးကိုကျွန်တော်တို့အနေချင်းခေါ်ယူပြီးတဲ့အခါမှာရေးပေါ်တုံ့ပြန်ရေးတွေကိုချက်ချင်းဆောင်ရွက်ခဲ့ပါတယ်အဲ့တော့မြေပြင်မှာရှိနေတဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနောက်ပြီးတော့ PDF တွေပေါ့နော်ပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနတွေအားလုံးကိုလည်းပဲကျွန်တော်တို့ကရေးပေါ်ခြေနေကိုတစ်ခါတည်း activate လုပ်ပြီးတော့ကူညီခဲ့တဲ့အလုပ်ငန်းတွေစီးရင်ကောက်ယူရေးကိစ္စတွေဒါတွေအကုန်လုံးကိုချက်ချင်းဆောင်ရွက်ဖို့တွေကျွန်တော်တို့အဲညွှန်ကြားချက်တွေထုတ်ပြန်ခဲ့ပါတယ် ပြီးတဲ့အခါမှာကျွန်တော်တို့ငလင်တွေဘေးသင့်ဒေတာတွေမှာရှိနေတဲ့အခြားသောဒေါ်လာရင်းဖွဲ့စည်းတွေအားလုံးနဲ့လည်းတွဲဆုံညှိနှိုင်းဆောင်ရွက်ခဲ့တာတွေရှိတယ်။နောက်ပြီးကျွန်တော်တို့အစိုးရအကောင်ဆောင်တွေဖြစ်တဲ့နိုင်ငံတော်တမရပြည်အောင်စုဝင်ကြီးချုပ်ကျွန်တော်တို့ပြည်အောင်စုဝင်ကြီးအနေနဲ့လည်းပြည်သူ့တင်းစကားအချက်လက်တွေကိုတောက်လျှောက်အဲပြောဆိုခဲ့တာတွေရှိတယ်လို့နေ့တိုင်းအားပေးမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။အဲ့တော့ NUG ရဲ့ budget ထဲကနေပြီးတော့ American dollar တန်းကိုလည်းပဲဒီအရေးပေါ်ရမုံငွေဖြစ်နေအမှတ်တီးပြီးတော့ကျွန်တော်တို့ဆောင်ရွက်လည်းရှိပါတယ်။ဒါအပြင်ငလျင် ဒေတာတဲ့ဒေတာတွေမှာအကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုကျွန်တော်တို့အောင်ဆိုင်လုပ်ကင်ဆောင်ရွက်နိုင်မှုဆိုပြီးတော့ဒီထိုးစစ်ပေါ့နော်ထိုးစစ်ကိုနှစ်ပတ်ရနာတဲ့ချိန်ညာချက်ကိုလည်းပဲကျွန်တော်တို့ထုတ်ခဲ့တာရှိပါတယ်။ပြီးရက်ခါမှာတော့တက်ဆိုင်ရာဝန်ကြီးဌာနတွေကနိုင်ငံတကာရဲ့အကူအညီတွေကိုရရှိနိုင်မှုလည်းဆောင်ရွက်ခဲ့တာရှိသလို CDN ထုတ်ကူဆရာဝန်တွေဆရာဝန်တွေသူနာပြုတွေကျန်းမာရေးဝန်ထမ်းတွေကလည်းကျွန်တော်တို့ငလင်းဘေးဒဏ်တဲ့ဒေတာတွေမှာရှိတဲ့ထိခိုက်ဒဏ်ရာရသူတွေကိုကျွန်တော်တို့ခွဲစိတ်ကူတာတွေအပါအဝင်ပေါ့နော်။အရေးပေါ်အကူအညီဆောင်ရှောက်မှုတွေကျန်းမာရေးဆောင်ရှောက်မှုတွေပေးခဲ့တာရှိပါတယ်။အဲဒါအပြင်ဒီငလျင်တန်းခန်းစားနေရတဲ့အချိန်ဒေါ့တွင်းမှာအခုပဲဂျမ်ဘတ်စစ်တပ်က ကျွန်တော်လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ရှော့ပြုတ်လောက်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေပြုတ်လောက်တာချိတဲ့အတွက်ကြောင့်ဒါတွေကိုလည်းစနေတကျမှတ်တမ်းကောက်ယူပြီးတော့ကျွန်တော်တို့စာရင်းပြုတ်ထားတာတွေလည်းကျွန်တော်တို့ဆက်တပြိုင်တည်းဆောင်ရွက်ပါတယ်။အပင်းဒီမြန်မာနိုင်ငံရဲ့လက်လက်တော်ဖြစ်ပြနေတဲ့အခြေအနေတွေပေါ့နော်။ပြီးတော့တကယ်အကူအညီထောက်ပံ့နေတကယ်ထိခိုက်တဲ့သူတွေရှိလို့ရောက်ရှိအောင်လည်းပဲကျွန်တော်တို့ကအဲမီဒီယာတွေကနေတစင်ကျွန်တော်တို့ voice out လုပ်တာတွေသတင်းစကားမျှဝေတာတွေဒါတွေလည်းပဲကျွန်တော်တို့လုပ်ခဲ့တယ်။ NGO website မှာလည်းအဲ aquatic emergency ဆိုတဲ့ဒီ category တစ်ခုကိုထည့်သွင်းပြီးတော့ကျွန်တော်တို့ တဲ့နေမှာအစင်မစင်စမ်းမပြထုတ်လင်းခဲ့တာတွေလည်းရှိပါတယ်။နောက်ပြီးတော့ဒီ situation report တွေလည်းပဲကျွန်တော်တို့ဒါအဲထုတ်ပြန်ခဲ့တာတွေကျွန်တော်တို့ရှိတယ်။ဒီနောက်ဆက်တွဲငလင်ကိစ္စတွေတတိပေးတာတွေနောက်ကုဆတ်ယောဂါတွေတတိပေးတာတွေနောက်ငလင်တန်းကင်းဝေးစေဖို့အတွက်လမ်းညွှန်တာတွေဒါတွေလည်းပဲထုတ်ပြန်ကြတယ်တောက်လျှောက်ထုတ်ပြန်ခဲ့တာရှိသလိုဒီငလင်တန်းကြောင့်စိတ်ထိကခံစားရတဲ့သူတွေကိုအဲ online ကနေဆင်ပေါ့နော်အဲဝန်ဆောင်မှုပေးတာတွေနောက်မြေပြင်မှာလည်းဝန်ဆောင်မှုပေးတာတွေတောက်လျှောက်ဒါလုပ်ကန်ခဲ့တာတွေရှိပါတယ်။ပြီးရကောင်မှာစစ်ကောင်စီကအကြံဖတ်စစ်ကောင်စီကအဲဟန်ပြ ပြစ်ခတ်ရဆရေးဆိုပြီးကြေညာခဲ့ပေမဲ့အဲဒီကြေညာပြီးနောက်ပိုင်းမှာလည်းပဲတိုက်ခိုက်မှုတွေတောက်လျှောက်ရှိနေတာအတွက်ကြောင့်မလို့ဒါတွေကိုလည်းပဲကျွန်တော်စောင့်ကြည့်မှတ်တမ်းတင်တာလေးလုပ်ခဲ့တယ်။နိုင်ငံတကာရဲ့လူသားချင်းစာနာကူညီမှုရရှိဖို့အတွက်နိုင်ငံတကာရဲ့လူသားစာနာကူညီတွေကိုဒီစစ်ကောင်စီကဒီစစ်ရေးမှာတွားပြီးတော့အသုံးချနေတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်။အဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံသားရေးဝန်ကြီးဌာနအနေနဲ့ထူးဆန်းရင်ကစားထုတ်ပြန်တာလည်းအရှိပါတယ်။ပြီးရခါမှာတော့မြေပြင်နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွေတေဆုံးတာတွေတရားရတယ်ထိခိုက်ပျက်စီးတာတွေစတဲ့အဲကိစ္စအချက်လက်တွေနဲ့ ဟိုကောက်ယူပြီးတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ငန်းတွေကိုလည်းပဲအာဆောင်ရွက်ပြီးတော့စည်ရင်းသွင်းတာတွေလည်းပဲတောက်လျှောက်လုပ်ငန်းဆောင်ရွက်ခဲ့ပါတယ်။ဟောဒါကတော့ကျွန်တော်တို့ NUG ရဲ့မြို့သားညီညွတ်ရေးအစိုးရရဲ့အောက်မှာလူသားချင်းစာနာကူညီရေးနဲ့ဘေးရန်နဲ့တုံ့ပြန်ရေးကော်မရှင်ဆိုပြီးရှိတယ်။ဒီကော်မရှင်ဟာတမရာကြီးနိုင်ငံတော်တမရာကြီးဦးဆောင်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ငံကောင်စီတွေနဲ့လည်းပေါ့နော်နောက်တိုင်းသားတော်လှန်ရေးအဖွဲ့နဲ့လည်းကျွန်တော်ချိတ်ဆက်ပြီးတော့ဆောင်ရွက်နေတဲ့ကော်မရှင်ဖြစ်ပါတယ်။အဲဒီကော်မရှင်အောက်မှာမှာခုနကအေးအိုစီစီလို့ခေါ်တဲ့ရေးပေါ်ချင်းနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းစပ်ညီနိုင်ကော်မတီရှိတယ်။အဲဒီကော်မတီမှာတော့ကျွန်တော်တို့တွေအဲကျွန်တော်တို့ အရေးပေါ်ချိန်နဲ့စီမံကိန်းဥဆိုင်ရာပေါင်းစပ်ညီနာရေးမှုအဖြစ်နဲ့ကျွန်တော်တို့ရဲ့လူသားစာနာဝင်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဲဒုဝန်ကြီးစာငိုင်းတာမောင်ကနေပြီးတော့ဒါဆောင်ရွက်ပြီးတော့လုပ်ငန်းအဖွဲ့အနေနဲ့ကျွန်တော်တို့အဲဆောင်ရွက်လျက်ရှိပါလုပ်ငန်းအဖွဲ့9ဖွဲ့ပေါ့နော်အဲ့မှာမှလုပ်ငန်းအဖွဲ့နောက်တစ်ဖွဲ့အနေနဲ့ဒီ Foreign Engagement and International Aid Task Force ကိုလည်းပဲအထက်မှအဖွဲ့ကြီးဆောင်ရွက်နေတာရှိပါတယ်။အော်ဒီ Task Force တွေမှာလည်းပဲတက်ဆိုင်ရာဝန်ကြီးဌာနတွေပူးပေါင်းပါဝင်ပြီးတော့ဆောင်ရွက်နေတာလေးကိုပြတာဖြစ်ပါတယ်ဗျ။ ဟုတ်လက်ရှိအချိန်တွေမှာကျွန်တော်တို့ဒီအလူငွေရရှိမှုနဲ့အသုံးစွဲမှုအခြေအနေကိုတင်ပြကြင်ပါတယ်အဲ့တော့အလူငွေအနေနဲ့တော့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ USD 1 million ကိုရထားခဲ့တယ်အဲ USD 1 million ကိုရထားတဲ့အထက်မှာမှ USD အဲတသိန်း၄တောင်း 3000ကျော်ကျွန်တော်တို့ဒါအတုံးပြုပြီးဖြစ်တယ်ပေါ့နော်အဲဒါကတော့ဒါရာထားငွေ1 million ပေါ့အဲ့မှာမှကျွန်တော်တို့အလူငွေလက်ခံရရှိတာတွေလည်းပဲအဲကျွန်တော်တို့ရှိပါတယ်အဲ့တော့အလူငွေလက်ခံရရှိမှုကတော့2.9 billion ပေါ့နော်2.9 billion မြန်မာကျပ်2.9 billion ကျွန်တော်တို့လက်ခံရရှိတာရှိတယ်အဲ့ထက်ကနေမှကျွန်တော်တို့သုံးဆွဲပြီးတော့1.9 billion ကိုတော့ကျွန်တော်တို့ဒါသုံးဆွဲဆောင်ရွက်ပြီးဖြစ်ပါတယ်တော့ဟုတ်ဒါကတော့ဒီအလူငွေရရှိမှုနဲ့သုံးဆွဲမှုပမာဏဖြစ်ပမာဏတွေကိုကျွန်တော်တို့အတိပေးခြင်းဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့လူတန်းမှုတွေကျွန်တော်တို့ပေးပို့မှုတွေထောက်ပံ့မှုတွေကိုကျွန်တော်တို့မှတ်တမ်းတက်ပုံလေးဖြစ်ပါတယ် တော့ဒန်းနေပြည့်စုံမှုတွေကိုဆိုရင်လည်းပဲကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ PDF တွေပါလာဖာပတ်ကောက်ဖာအကုန်လုံးကျွန်တော်တို့ဝိုင်းဝန်းပြီးတော့စောင့်ရတာရှိတယ်လို့ကျမကြီးဆောင်ရှောက်မှုတွေလည်းတော်လျှောက်ပေးရခဲ့တာရှိပါတယ်အဲ့တော့ဒါဒီအပြင်ပေါ့နော်ကျွန်တော်တို့ဒီငလျင်ဘေးဒဏ်လည်းရှိတယ်လို့ကျွန်တော်တို့ဒီလူလုပ်ဘေးဒဏ်ဆက်ရနာရှင်စနစ်ဆိုးကြောင့်နော်ကျွန်တော်တို့လေရဆုံးကွာထွက်ပြေးနေရသူတွေလည်းစစ်ဘေးရှောင်တွေလည်းရှိနေရတာဖြစ်တဲ့ကြောင့်မလို့ဒါတွေကိုလည်းပဲထောက်ပံ့မှုတွေကိုမရက်နာပဲနဲ့ဇက်တိုက်တာဆောင်ရွက်နေရတာတွေလည်းရှိပါတယ်နော်အဲ့တော့ဒါတွေလည်းပဲဒီမှာအချက်လက်တွေအရာကျွန်တော်တို့ဒီမှာတင်ပြထားတာဖြစ်ပါတယ်ဗျာ ပြည့်ရကမှာ early recovery နဲ့ပတ်သက်ပြီးခုနကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ task force ခုနှစ်ခုထဲမှာလည်းဒီ early recovery နဲ့ပတ်သက်တဲ့ task force ရှိပါတယ်။ဒီ early recovery နဲ့ပတ်သက်တဲ့ task force ကလည်းဒီ early recovery ကိစ္စတွေကိုဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ဒါစီမံချက်တွေတရားရေးဆွဲနေပြီဖြစ်တယ်ပေါ့နော်။အခုဒါကတော့ MOHADN ကျွန်တော်တို့ရဲ့ဝန်ကြီးဌာနရဲ့ကျွန်တော်တို့ early recovery နဲ့ပတ်သက်တဲ့ဒါ strategy ဖြစ်ပါတယ်။ဒီ strategy ကိုအခြေခံပြီးတော့ကျွန်တော်တို့ဒီငလျင်တံမာလည်းပဲဒီ early recovery ကိုကျွန်တော်တို့ဘယ်လိုလုပ်ကန်ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကိုလည်း task force အနေနဲ့ကျွန်တော်တို့ဆောင်ရွက်နေရရှိတယ်ဆိုတာလေးတင်ပြချင်ပါတယ်။ အဲ့တော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီငလင်အကြောင်းပေါ့နော်ကျွန်တော်တို့ထိခိုက်မှုတွေအများကြီးအဲရှိခဲ့တယ်အဲ့တော့ဒီအမှန်တိုင်းပြောရရင်တော့ဒီငလင်မလုတ်ခင်ကကလေးကပေါ့နော်ကျွန်တော်တို့ဒီပြည်သူကျမ်းမာရေးစနစ်ကတော်တော်လေးကိုဒါဟိုကျွန်တော်ယိုယွင်းမှုတွေရှိနေခဲ့တဲ့အခြေအနေပေါ့နော်ဒီဆက်ရနာတိမ့်မှုကြောင့်ပေါ့နော်အဲ့တော့ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဒီဆက်ရနာတိမ့်မှုကြောင့်ကျမ်းမာရေးဝန်ထမ်း60ရာခိုင်နှုန်းနီးပါးကဒါ Separatist Opinion Movement မှာပါဝင်ခဲ့တယ်အ အဲ့လိုပဲဒီလေချောင်းကနေဒီ1600ကျော်ပေါ့နော်အချိန်1600ကျော်စေယုံစေကန်းတွေကိုဒါ380နီးပါးကိုတောက်လျှောက်ထိဖြက်စီးတိုက်ခိုက်ခဲ့တာတွေဒါစစ်တပ်ကတောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်အဲ့မှာထိခိုက်ပျက်စီးပြီးတော့ကျမိုက်ဝန်ထမ်းဆိုရင်လည်း139တေဆုံးခဲ့တာတွေရှိတယ်ပေါ့နော်အဲ့လိုပဲကျင်းတော်နေမှာလည်းကျမိုက်ဝန်ထမ်းတွေကိုဖမ်းဆီးခံရတာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့အဲ့ဒါအပြင်ဒီပုဂ္ဂလိကကျမိုက်ရေကန်နာကိုလည်းပဲဒါစစ်အုပ်စုကဒါဖိနှိပ်ခဲ့တာရှိပါတယ်နော်စီဒီအန်တွေကိုလက်ခံထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပုဂ္ဂလိကစေယုံမန္တလေးမှာရှိတဲ့ပုဂ္ဂလိကစေယုံ9ယုံကိုလည်းပဲ ကျွန်တော်တို့ဒါပိတ်ထားခဲ့တာရှိခဲ့တယ်ပေါ့နော်။အော်ဒီလိုအခြေအနေတွေကအခုလက်ရှိငလျင်ကြီးပေါ်ပေါက်လာတဲ့အခါမှာလုံလောက်တဲ့ဒီစေဝါကူတာမှုတွေ၊ပူညီဆောင်ရှောက်မှုတွေမရရှိခြင်းဟိုဒါအများကြီးဒါတက်ရောက်မှုရှိတဲ့အခြေအနေတွေဖြစ်တယ်လို့ကျွန်တော်တို့အဲပြောလိုပါတယ်။ပြီးရခါမှာကျွန်တော်တို့အန်ယူဂျီအနေနဲ့ပေါ့နော်။အန်ယူဂျီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စီဒီအန်တွေကျွမ်းကျင်ဝန်ထမ်းတွေရှိတယ်။အော်စစ်ကောင်စီထိန်းချုပ်နယ်မြေမှာတကယ်လို့များကျွန်တော်တို့ဟိုလုံးကြုံရေးတာအမခံမယ်ဆိုရင်ကျွန်တော်တို့ဝင်ရောက်ပြီးတော့ဒါဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကိုလည်းပဲကျွန်တော်တို့ဒါကြေညာခဲ့တာရှိတယ်။အဲဒါပေမဲ့လည်းဒါဒီအပေါ်မှာအချမ်းဖတ်စစ်တပ်ကတော့အဲဒီ ီပုံမှာတစ်စုံတည်းရကျွန်တော်တို့ပြောဆိုခြင်းကျွန်တော်တို့မရှိရတဲ့ကြောင့်မလို့ဒါကျွန်တော်တို့ဝင်ရောက်ပြီးတော့ကုညီနိုင်တဲ့အခြေအနေမျိုးလဲကျွန်တော်တို့ရှိမနေခဲ့ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့လဲမြန်မာညွေအစိုးရအနေနဲ့ကျွန်တော်တို့ရဲ့စိုးမိုးနယ်မြေတွေမှာရှိနေတဲ့ပြည်သူတွေကိုတော့ကျွန်တော်တို့ကုတိလက်ရောက်ကုညီခဲ့တဲ့နိုင်ပေမဲ့ဂျမ်ဘတ်စစ်တပ်ရဲ့စိုးမိုးနယ်မြေမှာရှိနေတဲ့ပြည်သူတွေကိုတော့ကုတိလက်ရောက်ကုညီခဲ့တဲ့နိုင်မှုအခြေအနေမပေးခဲ့တဲ့ကြောင့်မလို့လဲကျွန်တော်တို့ဒါတောင်းပန်စာအုပ်လဲထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်ပြည်ရကမှာဒီကျွန်တော်တို့နောက်ပိုင်းပေါ့နော်နောက်ပိုင်းဒီစကလင်နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ယောဂါတွေလည်းရှိတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ အာလောက်ကန်ဆောင်ရွက်မှုတွေအားလည်းပဲเนาะဟိုစစ်အာဏာသိမ်းမှုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါတွေကိုလည်းပဲစနစ်တကျဆောင်ရွက်နိုင်ခြင်းရှိမနေတဲ့အခြေအနေဖြစ်ပါတယ်အဲအဲ့လိုပဲဒါအပြင်ပေါ့เนาะဒီစိတ်တက်ပိုင်းဆိုင်ရာစိတ်ကြတာတွေเนาะစိတ်ပြည်စည်မှုဖြစ်တာတွေအဲဒါတွေလည်းပဲတိတိတသာမြင့်တက်လာနိုင်တဲ့အခြေအနေပေါ့เนาะဒါတွေကိုလည်းပဲစေအုပ်စုအနေနဲ့တော့စနစ်တကျကန်တွယ်နိုင်တဲ့အခြေအနေမှာအဲရှိမနေပါဘူးနောက်ကာကွယ်ဆေးထိုးတဲ့ကိစ္စတွေလည်းပဲအဲကျွန်တော်တို့တရားဆောင်ရွက်နိုင်ခဲ့ခြင်းမရှိတဲ့အကြောင်းလို့ဒါတွေရဲ့အဆိုးကျိုးတွေလည်းပဲနောက်ပိုင်းမှာပို့ပြီးတော့တည်ရောက်မှုတွေကျွန်တော်တို့ဒါရှိနိုင်ပါတယ်အဲ့ဒါတွေအပြင်ဒီ ဒီ vulnerable ပေါ့နော်ထိခိုက်လွယ်အုပ်စုတွေအတွက်ဒီအာဟာရချို့တဲ့ကိစ္စတွေလည်းပဲနှင်းတက်လာနိုင်တယ်။နောက်ကလေးတွေနဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအာဟာရချို့တဲ့မှုတွေပုံဝင်ပုံမဆိုးွားလာနိုင်တယ်ဆိုပြီးတော့ဒီကျွန်တော်တို့ရဲ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းဒီလိုမျိုးနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တဲ့ကိစ္စကိုလည်းပဲကျွန်တော်တို့အလေးပေးပြီးတော့ထောက်ပြလိုပါတယ်။ဟောဒါတော့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့နောက်ခွဲစိတ်ကူတာမှုတွေကျွန်တော်တို့ဆေးပါဆောင်ရှောက်မှုတွေနောက်တက်ကြီးရွယ်တွေကိုကျွန်တော်တို့ဆောင်ရှောက်မှုပေးနေတဲ့ကျန်းမာရေးဆောင်ရှောက်မှုပေးနေတဲ့ကိစ္စတွေကိုကျွန်တော်တို့တင်ပြလာတာဖြစ်ပါတယ်။အော်ဒါအပြင်ဒီလိုမျိုးပေါ့နော် online ပေါ်ကနေပြီးတော့ကျွန်တော်တို့ဒီ ကူးစက်ယောဂါတွေနဲ့ပတ်သက်တဲ့ပညာပေးတာတွေနောက်တယ်လီဂျမ်းမှာနေအချိန်အချိန်မီကျွန်တော်တို့လက်ခံပြီးတော့ကျွန်တော်ဖြေချပေးနေတာတွေနောက်ဒီမွေကိုက်မခံအောင်ကာကွယ်တာတွေနောက်ဒီအရေးပေါ်အခြေအနေမှာဒီလူတွေအလောင်းတွေပေါ့နော်ဒါတွေကိုဘယ်လိုစီမံမလဲဆိုတဲ့ကိစ္စတွေဒါတွေကိုလည်းပဲအသိပညာပေးဂျမ်းမှာအသိပညာပေးတဲ့ကိစ္စတွေစိတ်ဂျမ်းမှာရေးစောင့်ရှောက်မှုကိစ္စတွေလည်းပဲဇက်တိုက်ဆောင်ရွက်ရရှိပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ နနကြီးနဲ့လေချောင်းနဲ့တိုက်ခိုက်မှုတွေတောက်လျှောက်လုပ်ကင်ဆောင်နေတယ်ဖြစ်ပါတယ်ကိစ္စဖြစ်ပါတယ်ငလျင်နောက်ပိုင်းကိစ္စတွေကိုပဲဆူထားတာပါအဲငလျင်ကြီးက28ရက်နေမှာလုပ်ခဲ့တယ်အဲ့နေ့ကနေပြီးတော့မနေ့မနေ့ရအထိပေါ့နော်17ရက်နေ့အထိကိုကျွန်တော်တို့စစ်ကောင်စီကတိုင်းနယ်ပြည်နယ်ဒီအလုံးပေါင်း12ခုပေါ့နော်တိုင်းနယ်ပြည်နယ်မှာသူတို့ရန်ကုန်ရန်ကုန်နဲ့တရင်းနာကြီးကလွဲလို့ကျန်တဲ့တိုင်းနယ်ပြည်နယ်ရန်ကုန်တရင်းနာကြီးနေပြီးတော့လို့ကျန်တဲ့တိုင်းနယ်ပြည်နယ်12ခုကိုဒီလေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်ခဲ့ပါတယ်ဟိုလေချောင်းတိုက်ခိုက်မှုအကြိမ်80 နှစ်ကြိမ်ရှိတဲ့အထဲမှာမတိဆုံတဲ့သူက105ဦးရှိခဲ့တယ်ထိခိုက်ဒဏ်ရာ102ဦးရှိခဲ့တယ်နေ84အိမ်ပျက်စီးပြီးတော့စာသင်ကျောင်း3ကျောင်းပျက်စီးခဲ့တယ်လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတိုက်ခတ်မှုဆိုတဲ့နေရာမှာသူတို့၃မျိုးသုံးတာပေါ့နော်ဂျက်လီရင်နဲ့လည်းကျွန်တော်တို့တိုက်ခိုက်တာရှိတယ်ပါရာမော်တာနဲ့တိုက်ခိုက်တာလည်းရှိတယ်လို့ဒီ drone နေနဲ့တိုက်ခိုက်တဲ့အနေအထားမျိုးလည်းရှိပါတယ်လက်နက်ကြီးပစ်ခတ်မှုလည်းအချိန်30ရှိခဲ့ပြီးတော့အသေးဆုံးတဲ့သူကတော့6ဦးရှိခဲ့တယ်ထိခိုက်ဒဏ်ရာရသူ30ရှိခဲ့တယ်နေပျက်စီးမှု20ခုရှိခဲ့တယ်ဘာသာရေးအဆောက်အဦပျက်စီးမှု2ခုရှိခဲ့တယ်အော်ဒါတွေကတော့ ဒီငလျင်လှုပ်တဲ့နောက်ပိုင်းမှာပဲဒီလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတာလက်နက်ကြီးတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့အခြေအနေတွေကိုတင်ပြခြင်းဖြစ်ပါတယ်။ဟောဒါတော့နောက်ဆုံး slide ဖြစ်သွားတယ်။မြို့သားညီအစိုးရအနေနဲ့ဒီစကိုင်းငလျင်ကြီးနဲ့ပတ်သက်ပြီးတော့ဗောနော်အဲကျွန်တော်တို့အဲ website web page တခုပေါ့ category တခုကို ngmyanmar.org မှာကျွန်တော်တို့ aqua emergency ဆိုပြီးထည့်သွင်းခဲ့တယ်။အဲအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီအဲ donate လဲကျွန်တော်တို့အဲ့ရနေတစ်ဆင့်လုပ်လို့ရတယ်လို့ကျွန်တော်တို့အခြားသောဒီအချက်လက်တွေကိုလည်းပဲဒီမှာကျွန်တော်တို့ထည့်သွင်းပြီးတော့ဖော်ပြထားတာရှိပါတယ် အော်ဒီမှာဒီကနေ ngjmyanmar.org/aquaticemergency ကနေလည်းတိုက်ရိုက်သွားလို့ရတယ်လို့ ngjmyanmar.org မှာလည်းဝင်ကြည့်မယ်ဆိုရင်ဒီ aquaticemergency ဆိုတဲ့ category လေးကိုနှိပ်ပြီးသွားလို့ရပါတယ်။နောက်အလူငွေပေးဖို့ပေးဖို့မယ်ဆိုရင်ဒီကနေစင် donate now ဆိုတော့နှိပ်လို့ရတယ်လို့တိုက်ရိုက်လည်းပဲဒီမှာ mohdn ရဲ့ donate ကိုကျွန်တော်တို့ဒီခါလေးလည်းသွားလို့ရပါတယ်။အဲ့လိုပဲကျွန်တော်တို့ ngj မှာ hotline ဖွင့်ထားတာရှိပါတယ် telegram channel အဲ့ hotline ကနေလည်းပဲအချို့သောကိစ္စရပ်တွေကိုကူညီဖြည့်ရှင်းပေးတာတွေကိုဆောင်ရွက်ကူညီဆောင်ရွက်လည်းရှိကြအောင်အတိပေးပြောကြလို့ပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။ ေးဇူးပါကျွန်တော်ခုနကပြောတဲ့အထက်မှာတော့ပါပါခဲ့တာကတော့ကျွန်တော်တို့သိုးစစ်ပေါ့နော်သိုးစစ်ကိုကျွန်တော်တို့နှစ်ပတ်ကျွန်တော်တို့ရန်နာတာဖြစ်ပါတယ်အဲ့နှစ်ပတ်ရန်နာတာတော့ဒီ30ရက်နေ့အဲဒီကကနေစတယ်ပေါ့နော်စပြီးတော့ကျွန်တော်ဒီသက်နှစ်ရက်နေဆိုရင်ကျွန်တော်တို့ဒါပြည့်ပြီပေါ့ပြည့်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ73ရက်နေလာမဲ့မနက်ဖြန်ကနေပြီးတော့နောက်ထပ်အာ9ရက်ပေါ့နော်9ရက်တာကာလကိုလည်းပဲကျွန်တော်တို့ဒီနိုင်ငံနိုင်ငံလုံးဆိုင်ရာပြည်သူလူထုဘာနဲ့ခြေကွက်မှုနဲ့ကျွန်တော်တို့ မသိအာဘင်းမူရတဲ့ဘက်ဆိုပြီးတော့လဲဒါအန်ယူဂျီကကြေညာထားတာရှိပါတယ်အဲ့တို့ကြောင့်မလို့ဒီဒီနောက်ထပ်တစ်ဖက်ပေါ့နော်73ရက်နေရနေပြီးတော့ဒီနောက်ထပ်တစ်ဖက်ကိုဒီထိုးစစ်ရစဲရေးအတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီတိုးကာလတိုးချဲ့သွားဖို့ကိုတော့ကျွန်တော်ဒီညမှာပဲထုတ်ပြန်ရတခုထုတ်ပြန်သွားဖို့အစီအစဉ်ရှိပါတယ်ဗျဟုတ်ကဲ့